ားလုံးပဲမင်္ဂလာပါရှင်။နန်းရစိတ် channel မှာကြိုဆိုလိုက်ပါရစေ။ဆရာတတိုးရဲ့နှကိုတူဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နှကိုတူအပိုင်း၄ မမော်ကသူ့ကိုအစောကတည်းကမဆက်သွယ်ရကောင်းလားဆိုပြီးတပြက်တောက်တောက်လုံနေသေးတယ်။အဲ့ရက်တွေအတွင်းမှာငါသူတို့ကိုလုံးဝသတိမရခဲ့ဘူး။အမှန်တိုင်းပြောပြတော့မမမော်တယောက်မျက်ရည်ကျပြန်တယ်။မမမျက်ရောကျူကျူပါငိုပြန်ပါရောအကိုကြီးကတော့နေရာကနေရှောင်ထွက်သွားလေရဲ့။အရင်ကအကိုကြီးဟာအိမ်တော်ဦးစီးဆိုရင်မမမြက်ကသာဒီအိမ်ရဲ့အိမ်ရှင်မပေါ့ အိမ်ရှင်မမမမြင့်ဟာအကိုကြီးနဲ့မမမော်တို့ကိုစိတ်ဆိုးကမကြာခဏဆိုသလို အိမ်ပေါ်မှဆင်းသွားတက်ခဲ့လီတာ အကိုကြီးကချော့မော့ကလိုက်ခေါ်ရမြဲတဲ့မမမော်ကလည်းမမမြင့်အိမ်ပြန်လာဖို့ချော့မော့တောင်းပန်ခဲ့ရတယ်လို့ဆိုတာပဲအခုတော့မမမြင့်ဟာ အကိုကြီးတို့မမမော်တို့နဲ့တမိုးတဲ့အောက်မှာနေထိုင်ရတဲ့ဝိထုခဆင်းရဲတွင်ကနေအပီးပိုင်ယုံထွက်သွားခဲ့တော်ပြီ။ တငယ်ချင်းတယောက်ရဲ့မောင်လေးမင်္ဂလာဆောင်ကိုမမမြတ်တယောက်စိတ်ပြေလက်ပြောက်လိုက်ပါသွားခဲ့တာဖြစ်မှာပေါ့သူတို့သမီးကနေရဖြစ်တာကြောင့်မင်္ဂလာဧကံပွဲဟာလဲသူတို့သမီးရဲ့မိဘများနေထိုင်ရာမြစ်ကူးချောင်းချာကျေးရွာငယ်လေးဒီဝါမှာဖြစ်မှာပဲမေနေ့ရက်နေ့မင်္ဂလာပွဲကျင်းပချိန်မှာ အချိန်ကြိုက်ကြောက်လာတဲ့နာဂစ်မုံတိုင်းဟာသူတို့သားသူတို့သမီးအပါအဝင်နှစ်ဖက်မိဘဆွေမျိုးမိသင်္ကဟအားလုံး ပြီးတရွာလုံးကိုတပြက်လဲသလို လိုင်းအောင်မှာမျောနစ်လေးမာလွင့်စေက တိုက်စားတဲချသွားခဲ့တော့တာပဲအခုတော့မမမြတ်ဆန်စားရာအိမ်ရှင်မနေရာမှာမမမော်ကအခန့်သားနေရာယူနှင့်ပြီးအကိုကြီးနဲ့မမမော်ကိုပူးကက်ရင်းနှီးစွာ ရှင်တွဲတွေ့ရတိုင်းငါမှမျက်နာမထားတတ်အောင် ရှက်လန့်နေမိပြန်တာမမမြတ်ဟာသူ့တသက်မှာ မြို့ပေါ်မှာတပွားမျှခွာခဲ့ဘူးသူလည်းမဟုတ်ပါပဲမြို့နယ်နီနီရွာနီးချုပ်ဆက်ပင်မရောက်စဘူးအိမ်နေမြဲလာသူလေမမမော်နဲ့အကိုကြီးတို့ကြောင့်သာအိမ်ကိုစွန့်ငါမြက်ကူးချောင်းချာခီးကိုစွန့်စားသွားခဲ့တာမဟုတ်လားသူ့တင်ချိုင်းကအဲ့ဒီမှာရှိတာကိုဘယ်မှာလဲမမမြက်လဲလျောင်းခေါင်းချရာတင်ချိုင်းမြေနေရမမမြက်ဟာရေလိုင်းတဲဆောင်ရမျောကျင်ရမျောက တက်ဝိညာဉ်ဤကုံဘလူပဲပုံအဆုံးတက်ခဲ့ရတဲ့လဲတောင်မတိတက်နိုင်ခဲ့ဘူးထင်ပါရဲ့တနာစရာမမမြက်အကိုကြီးအဲ့ရွာကိုလိုက်သွားပြီးရှာခဲ့သေးတယ်ရွာမြေကိုတောင်မနှဲရှာရတာဟုတ်မှာပဲမမမော်တို့နဲ့ကုန်းမြေတဆက်ဆက်ထဲမှာမမမြက်တယောက်အသေးဖြောင်းနိုင်မယ်မထင်အခုရောမမမြက်အသေးဖြောင်းခဲ့လို့လားကွယ်ငါတို့ရွာကိုပြန်ရောက်တော့လဲရွာလဲစာတင်ချောင်းကြီးတာမကြံရစ်ခဲ့ရင် တုတ်တန်တစားပြင်းနဲ့မချမှတ်မိစရာအကြောင်းကိုမရှိဘူးအုတ်တိုက်နှစ်ထက်စာတင်ဆောင်ကြီးမပြိုမလဲကြံရစ်ခဲလို့သာရွာသားတချို့တို့ကတက်ရှည်ကြံရစ်ခဲတာမဟုတ်ရင်ရွာနီးချုပ်ဆက်ကတခြားရွာငယ်လေးတွေလိုတပြက်လှဲတယ်လို့ရှင်းလင်းကြံရစ်တော့မှငါတို့အိမ်ကငါမရှာတတ်ဘူးတောက်တိုင်ငုတ်တွေသာကြံရစ်တဲ့စပက်ကြီးနှလုံးနေရာကိုငါမမှတ်မိဘူးခေါင်းရင်းကအုံမင်ကြီးလဲခါလေကထပ်ပိုင်းပြက်ကငုတ်တူကြီးကြံရစ်ခဲတော့တာ ဘုန်းတော်ကြီးနဲ့အတူဘုန်းကြီးကျောင်းနဲ့ပြိုကျကအစအနာပြောက်ခဲ့ပြီးမှုအမေတို့မောင်လေးတို့အပါဝင် ကွဲလွန်သူတစ်ပါးလုံးအတွက်တလားပြည့်တပိတ်စွန်းသွဖို့မြို့ကဆရာတော်သုံးပါးကို တပါးတည်းပင့်ဖိတ်သွားခဲ့ရတယ်။တောက်ပေါ်လင်းမိုးထားတဲ့ယာယီတဲငယ်ကလေးထဲကနေအရှူရှူထွက်လာကြတဲ့ငါတို့ရွာသားတွေဟာလည်းမျက်လုံးပြူးကြောင်နေပေါ့စိတ်နဲ့ကိုမကက်သလိုရောင်ကန်းနေကြပြန် ဆရာတော်တွေတရားပေးပြီးရေဆက်ချတော့အမြဝေတာရုခေါ်ဖို့ဘသူမှ မတက်နိုင်ခဲ့ကြဘူးတအေးအေးကျိတ်ငိုကြရာကရှိုက်ငိုတန်တွေကျဲလောင်လွင့်ပြန်နေတော့တယ်အမေတီတိုးဖို့ဒေါ်လေးပြုံးကငါ့ကို တင်းတင်းပွေဖက်ထားတယ်ငါအသက်ရှူကြက်လွန်းလှပေမဲ့မယုံဖယ်မိဘူးတော်လေးပြုံးရဲ့ရင်ခွင်ထဲမှာတသိမ့်သိမ့်ရှိုက်ငိုရတာတိတ်အရသာရှိတာပဲ ငါတယောက်ယောက်ရဲ့ရင်ငွေထဲမှာအဲ့လိုနှွေးနှွေးထွေးထွေးငူရှိုက်ချင်နေခဲ့တာဘယ်တော့ကလေးကပါလဲဒါပေမဲ့ငါကိုထွေးပွေ့နှစ်သိမ့်ပေးမဲ့သူကိုတော့အခုမှတွေ့တော့တာညီအမေငါတငယ်ချင်းကတော့ဝိဒုခတွေအင်းငိမ့်သွားပြီပေါ့ငါတို့ညီတို့ကတော့ဘာအတွက်အသက်ရှင်ကြံခဲ့တာလဲဟဲ့အမေကိုတငိုလို့ဝါတော့ဒေါ်လေးပြုံးကနာနာချင်းချင်းညင်ညူနေတယ် ေါ်လေးပြုံးရဲ့ခင်မုန်းနဲ့သားသမီးတွေလည်းတယောက်မှ မကြံရစ်တော့ဘူးတဲ့စခန်းမှာဘာလို့သွားမနေတာလဲတလားလောက်တော့နေခဲ့သေးတယ်ရှုပ်ရှုပ်ထွေးထွေးတွေကြားလဲမနေချင်ပါဘူးကွယ်ကိုရွာမှာပဲလေးတိုင်စင်နဲ့နေရနေရဒါပေမဲ့ကိုရွာမှာလည်းအထီးတဲ့မိမသားဘွားကလုံခြုံအေးချမ်းပါရဲ့လားမလွယ်ဘူးရေရှိမှတကယ်ကိုမလွယ်ဘူး ။ရွာထဲမှာလည်းအိမ်ထောင်ပြတ်ထားတဲ့ယောက်ျားသားတွေကအလုတ်ဖက်ပြန်မလှဲ့ချင်အောင်စိတ်တွေပြက်ပြားနေကြတာလေ။နေမလင်းညမလင်းမူးလိုကြီးနေကြတာပဲ။ဟိုလူဒီလူသွေးတိုးစမ်းတာတော့ခံမနေတော့ဘူးဟဲ။ကိုကိုလုံခြုံမှုပေးနိုင်မဲ့အစဉ်ပြေမဲ့တယောက်ကိုခေါင်းငိမ့်လိုက်ရတော့တာပဲ။မမမော်တို့အိမ်မှာငါမပြောတတ်တော့ဘူးဒီအချိန်နေရောက်လာမှတော့ရောက်တဲ့အရက်မှာအစဉ်ပြေအောင်နေရမှာပေါ့ညီမလေးရဲ့ ကိုသူရတယောက်ရှိနေလို့သာဘဝမှာနည်းနည်းတော့နေပျော်စရာဖြစ်ခဲ့ဘူးတာပဲကိုသူရကအကိုကြီးရဲ့ဆွေမျိုးသားချင်းတယောက်ဆိုတာတိစားကတော့ငါကသူ့ကိုခက်စိမ့်စိမ့်သာနေခဲ့မိသေးတာနောက်တော့ကိုသူရဟာလည်းငါလိုဘဝတူပဲတကောင်ကြွက်ကောင်လေးတယောက်ဆိုတာတိလာခဲ့တော့စာနာစိတ်နဲ့ခင်တွယ်မိတော့တယ်ကိုသူရကငါတို့အိမ်မှာလအနေငယ်လောက်သာခိုကက်နေခဲ့တာ NGO အဖွဲ့ကလေးတွေတဖွဲ့ဖွဲ့လှိမ့်ဝင်လာတော့ ကိုသူရတယောက်အလုတ်ဝင် ဖြစ်ကတငယ်ချင်းတွေနဲ့တူတီးတန့်အခန်းငှားနေကြတော့တယ်။နေကြီးရွာလေးတွေစီရေတန့်နဲ့အစားတောက်ရိတ်ခါစေးဝါနဲ့စောက်လို့ရေးပစ္စည်းလေလုတ်ကရိယာစသဖြင့်ကဲ့လေပို့ပေးရင် စင်းကြီးတက်ကြီးအနားမြမရတော့ဘူး။တခါဒီရန်တော့ငါတို့အိမ်စီအလေရောက်လာလေးရှိပါရဲ့။စီသူထမင်းစားပြီးမှပြန်လေ။အကိုကြီးခေါ်လင်းပင်ဘယ်တော့မှဝင်မစား။ ရောက်လာနှုတ်ဆက်ပြီးပြန်ဖို့ဖင်တကြွကြွရှိတဲ့ပြန်နေဒင်နာရှိပြန်ပြီလားမမမော်ကမျက်စောင်းဝင်ကဆိုလိုက်ရင်တော့ရေဖြဲဖြဲနဲ့ဝင်ခံတတ်တယ်သူတို့အဖွဲကောင်းဆောင်အရာရှိတွေကအပတ်စဉ်စနေနေ့တိုင်းဝန်တန်းတွေကိုဒင်နာပေးလိရှိတယ်အလုပ်ကြတော့လည်းအရန်ခိုင်းတတ်ကြတာမမမော်ရတစ်ချက်ကလေးအနားမရအောင်ခိုင်းတတ်ပုံများတောင်းစီနေတာမမမော်ကတော့မဲရွယ်နေပြန်တာ ။ရွာတွေမှာနေအိမ်အတူတကျမရှိကြသေးဘူး။စခန်းတွေမှာလည်းတောကနဲ့ဒုက္ခနဲ့လုံးချလိုက်နေရနော်။နင်တို့ NGO တွေကသကောင်သလွဲတချင်းတွေဆိုကြ၊ဂီတာတွေတီးကြ၊မူယူအော်ဟစ်ပြီးကကြခုံကြနဲ့မကြခင်ငဲပေါက်ခံရလိမ့်မယ်။ဒါပေမဲ့မမမော်တို့ကလည်း NGO တွေကအလုပ်အကျွေးပြုနေတာပဲကိုမမမော်ရှိစဉ်ကတည်းကစောက်ခဲ့တဲ့တိုက်သစ်ကြီးဟာမမမျက်ပင်မနေခဲ့ရ။မမမော်တို့အကူကြီးတို့လည်းအိမ်ဟောင်းလေးမှာပင်ခိုကက်နေကြက တိုက်သည်မှာ NGO ယုံတစ်ခုကအရာရှိတယောက်ကိုလူငှားတင်ထားခဲ့တယ်။အမလီနင်တို့အရာရှိတွေကလည်းကြီးကျယ်လိုက်ကြတာ။အသစ်ဆောက်ထားတာဘလောက်မှမကြသေးတဲ့တိုက်အစ်စ်ကိုတောင်မှနိုင်ရန်ဆေးရောင်ကိုမကြိုက်ပါဘူးဆိုလို့နိုင်ရန်ဆေးအစ်စ်ပြောင်းတုပ်ပေးရတယ်။မိချောင်းတွေထိနေအောင်စင်မေးရသေးတယ်။ဘိုးအိမ်ထိုင်ဘိုးထိုင်အိမ်သာပါမဆိုလို့ပြင်ရစင်ရချင်းလုံးစကားပါမဆိုလို့ပြေးရလွှားရအိမ်ငှားကနင့်နေအောင်ရတာတော့မမမောမပြောဘူး။ အခုလဲအရာရှိတိုက်ခန်းနဲ့ဝင်ထမ်းမာရီလာဘာလာနိနေညညတယောက်ပြီးတယောက်အခစားရောက်နေပြန်တာဘာသဘောလဲအလုံနေရမြဲကျင်ကြတာကိုမမမော်ရဲ့အခုက NGO တချို့ဒီကနေပြန်ဆုတ်ကြပြီအလုံမှာဝန်ထမ်းတွေလဲ short တန်တလို့ short ပြစ်နေပြီဆိုတော့လေမကြခင်အဲ့ဒီ short ပေါ်ဝန်ထမ်းထဲမှာကိုသူရလည်းပါဝင်သွားခဲ့လင်းတော့ငါတို့အိမ်ဟာကိုသူရအတွက်စားရင်တောက်ရင်ဖြစ်လာခဲ့ပြန်တာပေါ့ ငါတို့ရွာကို၃နှစ်ပြည့်နှစ်လေစွန်းတို့အထိနှစ်စဉ်ရောက်ခဲ့ကြသေးတယ်။ရွာကလေးလဲအာယူရုံးကန်နေရတော့မှာပဲ။အိမ်ကြီးအိမ်ကောင်းတွေနေရာမှာတဲတာတာအိမ်ကလေးတွေဟာဟိုနားတစုဒီနားတစု တချို့အိမ်ကလေးတွေဟာတာပေါ်လင်စတွေမိုးကထားရတော့မယ်။ရွာတန်းပြန်စီဖို့လဲဘသူမှ စိတ်မဝင်စားကြတော့ဘူး။နှစ်နှစ်သုံးနှစ်အတွင်းမှာတင် ရွာသားလက်ကြံအဟောင်းတွေတတိတိနှဲပါလာခဲ့ပြီ ရေကြီးရာမျက်နှူရာ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ကြပြီးထွန်တုံထွန်တန်အစလယ်လုတ်ကရိယာတွေကို ပြန်လည်ရှာဖွေစုဆောင်းနိုင်ခဲ့ကြပေမဲ့လယ်လုတ်သားကရှားပါခဲ့ပြီးတချိန်ကစူစိမ့်စိမ့်လယ်ကွင်းတမျောတကောဟာခြုံွယ်အထက်ထက်မျက်ရိုင်းအယောယောမြေအနှိမ့်ပိုင်းလယ်ကွက်တွေမှာတော့သုံးမြောင်မြတ်တော်ထနေခဲ့ပြီး သေးဝင်းတော့လဲစွန့်မှပဲဆိုပြီးကိုလေကွက်လေးမျက်ခုတ်ခြုံရှင်းနဲ့တနိုင်ကနေပြန်ဆရရတော့တာပေါ့တနှစ်လောက်တော့ဘာလုံးမမလုံးပဲငုတ်တုတ်ထိုင်နေခဲ့ကြသေးတာငူငူငိုင်ငိုင်နဲ့ဘာလုံးလို့ဘာကံရမှန်းလဲမသိဘူးအသက်ရှင်နေရတာကိုပဲအလိုလိုစိတ်ပြက်နေတာပဲ NGO ဖွဲ့တွေကခွဲဝေပေးတဲ့ဝေချမ်းရေးရိတ်ခါလေးတွေနဲ့ပဲစားလိုက်အိတ်လိုက်နေဖြစ်တာပဲလေတဲ့စင်းကြီးတော့လဲဟိုကန်သင်းမှာအလောင်းတွေ့ဒီကန်သင်းမှာထက်တွေ့ရပြန် ဘသူမှလည်းထိထိရောက်စနစ်တကျလာရှင်းပေးကြတယ်မရှိပါဘူးကိုဘာသာလူစုပြီးလဲကတဲ့င်းပေးအစဉ်ပြေမဲ့နေရာရှာကျင်းတူပြီးမြုံနယ်လိုက်ရတာပေါ့မြစ်ထဲလဲအတူတူပဲကန်းဆက်ခြုံပုတ်ထဲလဲတွေ့တာပဲအင်္ဂလိပ်မိုးကျင်ကားကျင်လို့ဓဏိခုံမယ်ဆိုတော့လဲဓဏိတော်တယ်ဓဏိပောင်းနေကြညက်နေကြတာလေပိုက်ထဲလဲညိပါလာပြတ်တာပြန်ညိပိုက်ထဲလဲညိပါလာတတ်ပြန်တာပဲဒီလိုပဲပဇွန်စားခနန်းညက် ငပူတင်းတွတ်နဲ့အစုံစံမျောနေကြတာပဲအယိုးကြတော့မှသာရေအောင်နှစ်သွားတော့မှာပဲနိုင်ငံတကာကအသက်ကယ်ဆယ်ရင်တွေသာအချိန်မီရောက်လာနိုင်ခဲ့ရင်ဆိုပြီးတချို့ကလည်းကြိတ်မနိုင်ခဲမရရှိကြပြန်တယ်။မုံတိုင်းထံတင့်ခံရသူတချို့ဟာမုံတိုင်းဝင်ပြီးနောက်တနေ့အထိအသက်ရှင်နေတုန်းရှိလိမ့်မယ်လို့ခန့်မှန်းကြတယ်။ကဲမဲ့သူနဲ့မတွေ့အစာနဲ့ရေငက်ပြက်ပြီးတည်ရလဲရှိလိမ့်မယ်လို့ဆိုကြတယ်။ ဟုတ်မှာပဲငါ့ကိုလည်းဘသူမှလာရောက်ကဲတင်ခဲ့တာမဟုတ်ဘူးလေငါဘာသာမသေးတက်လို့လေးဘက်တွားပြီးမြို့အထိပြန်ရောက်လာခဲ့တာပဲငါထက်ဆိုတဲ့ကဲမဲ့သူ လမ်းပြောက်သူတွေအများပြားရှိခဲ့မှာပဲကပ္ပစားနဲ့ရိတ်ခါအဖွဲကတောက်ရည်နဲ့ရိတ်ခါဝေတဲ့ရဟတ်ရင်ငယ်တွေဝင်ရောက်လာချိန်ကတော့အတော်နှောင်းနှွန်နောက်ကျနေခဲ့ပြီမဟုတ်လားသူတို့ကငါတို့တွေရဲ့အသက်ကိုဖက်ရွက်လောက်တောင်တတ်မိုးထားကြတာမဟုတ်ဘူးမေနှစ်ရက်နေမှာဖြစ်တဲ့နာဂစ်မုံတိုင်းဟာ မေ၈ရက်နေ့မှာကျင်းပမဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲလောက်ကိုလုံးဝအရေးမပါတာလေ။အလောင်းကောင်တွေပေါ်ကြော်ခွနှင်းပြီးအဲ့ဆန္ဒခံယူပွဲကိုရအောင်ကျင်းပသွားခဲ့တာကိုကြည့်ပေါ့။လူကြီးသူမအချို့ကတော့ကြိတ်မနိုင်ခဲမရခဏခဏပြောတတ်ကြတာမို့ဒီစကားကိုလည်းနားယူဝါခဲ့တယ်။အဲ့ဒီအချိန်တုန်းကငါကခြေဦးတက်ရရှောက်သွားနေခဲ့တာ။မြို့အစုံဖုန်ကြီးចောင်းကြီးထဲမှာခိုကက်နေသူတွေကြအမေကိုဖြစ်ဖြစ် ောင်လေးကိုဖြစ်ဖြစ်ရှာတွေ့မယ်လို့စိတ်ကမျှော်လင့်နေတော့ကလေးငယ်တောက်တက်ပြေးလို့တွေဆိုတေချာလိုက်ကြည့်တယ်အမေတို့ရွယ်အမျိုးသမီးကြီးတွေကိုလည်းတေချာအနားတိုးလို့မေးမိပြန်တယ်ကနဆူပင်ချောင်းရွာကလေအမေကအတော့ရွယ်လောက်ရှိပြီဟဲ့ဒိုးစကမ်းမှာကနဆူပင်ချောင်းကလူတွေရှိကြလားမေးမြန်းကြဆက်စုစုံစမ်းပေးကြပေမဲ့သတင်းစာနာမြမရခဲ့ဘူးအတော်ရေအတော်တို့မိသားစုဘယ်နှယောက်ကြံလဲ မြို့ရီလယ်တွေမှန်တိတာလောက်တဲ့ရုပ်ရည်သွင်ပြင်တဲ့လူတွေကိုဝေချမ်းရေးပစ္စည်းခွဲဝေပေးဖို့စီးရင်လာတောင်းတယ်ပဲထင်ခဲ့ကြတာတဲ့။နောက်ရကြတော့နောက်ထပ်လူတစုကမိမိတို့နံမီတွေပါဝင်တဲ့ဇရားကွက်လေးတစ်ခုလာချပြပြီးအမှန်ချစ်ခိုင်းတော့လဲမစင်ကြယ်မစူးစမ်းမဲ့အမှန်ချစ်ချစ်ပေးလိုက်ကြရောတဲ့။တချို့ဆိုကိုဘာသာအမှန်ချစ်လိုက်ဟဲ့။ဘာပဲဖြစ်ဖြစ်ထောက်ခံရုံရှိရပဲ။သူ့စံစားရဲရမှာပဲ။အေးလေကိုမထောက်ခံလဲသူတို့လှုပ်ချင်ရလှုပ်ကြမှာပဲ။ ဒီဥပဒေကိုစွတ်အတည်ပြုကြမှာပဲဟာနှစ်ခါပြန်သုံးခါပြန်တည်ခဲ့ရတယ်ရေလို့သိမြင်နားလည်သူတွေကတော့ မကြင်မနဲ့စုတ်တတ်တတ်ဆိုခဲ့ကြတာကြားဖူးခဲ့ရဲ့ရွာမှာအစ်စ်ပြင်ဆောက်ထားခဲ့တဲ့ရေစင်းတရားကလည်းစွေးကြီးကလှုပ်ရင်းနေပြန်တာ ။အွန်းစောက်တော့လာစောက်ပေးသွားကြတာပဲ။ရေစင်းတရားတိုင်ကိုတည့်ရက်သားနဲ့စောက်မတော့နစ်မေကလွား။ကျေးဇူးမှတင်လို့မဆုံးခင်တရားတိုင်ကရေထီးရဲ့အောက်ခြေကနေဆွေးပြက်ကြတော့တာပေါ့။အခုတော့သူတို့ဝန်ထမ်းတွေပဲတိုက်သစ်စောက်နိုင်ကြပြီ။ရွာတွေမှာတော့ဒူးနဲ့တယ်နဲ့ဘာမှမကြံရစ်ပါဘူး။ဒုံရင်ဒုံရင်တိုင်းပါပဲကွာ။အဖေရှိစဉ်ကလေးကမြေလူကတရွာလုံးရဲ့လှုပ်အားနဲ့တူးဖော်ခဲ့တဲ့ရေကန်ကလေးကတော့သွတ်စီယိုလေးကာယံကတေသက်စွာမှုစိတ်ချမ်းသာရတယ်။ နွေရာသီကံရီခန်းချိန်မှာရောက်လာကြပြီးမြေကြီးကိုတလွာလောက်လေးချစ်ယူတာပါကွယ်ပြီးခြံစည်းရိုးခတ်ပေးတယ်သူတို့အဖွဲ့အစည်းနဲ့မိနဲ့ကြောက်တိုင်ဆိုင်ပြီးတပ်ပုံမှတ်တမ်းယူသွားတော့တာပဲငါနေခဲ့တဲ့ရွာကျောင်းလေးလဲစာအန်တန်ခတ်တိုးတိုးပဲချောင်းရိုးတစ်လျှောက်ရေကူးကြဇနိတော်တန်းကြပဇွန်ငုတ်ဆန်းကြလေတစည်းနဲ့တပြော်တပားကျောင်းသွားခဲ့ကြဘူးတဲ့ပေါဟောင်းတင်ဟောင်းကျောင်းသွားဖော်တွေဘယ်မှာတငယ်ချင်းတို့ရေအမြတ်အမြတ် အမြခတ်တိုးတိုးယွရင်ငါငိုနေတယ်အဲ့အเจ้าကိုတက်တက်မသွားတော့ဘူးအတန်ကုန်ဟစ်ပစ်လိုက်မိချိန်မှာငါနဲ့မမမော်တို့ကြားကပဋိပခတ်ဟာအမြင့်ဆုံးထိရောက်နေပြီမနေ့ကမိန်းကလေးတအုပ်နဲ့ငါတယောက်တည်းနဲ့ရံဖြစ်ခဲ့ကြတယ်အဲ့ဒီကအကိုကြီးကငါ့ကိုသူ့ဆိုင်ကနေလိုက်ပို့ခဲ့တာအဲ့ကောင်မတို့မြင်သွားရတာကစတာပေါ့အเจ้าနဲ့အိမ်ဟာတိတ်လဲမဝေးလှမ်းလာတာမို့နေ့စဉ်ရှည်ချင်းကြောင်းတက်နေကြပဲ အဲ့ဒီနေ့ကတော့အကိုကြီးလည်းအပြင်ထွက်မဲ့ဆဲဆဲကျောင်းဘက်ကိုလည်းလမ်းတင်နေတော့ဆိုင်ကယ်နောက်တက်ထိုင်မိခဲ့တာမိသားစုကြားမှာဒီလိုပဲခီးကြုံစုံရင်အကိုကြီးနဲ့လမ်းထွက်တတ်တာပဲအရက်ကစကတင်းဆိုကြတာလည်းမသိလို့တော့မဟုတ်ဘူးငွေမှန်ရင်ဒီနေ့တွင်းဝင်ဖြောင်းမှာပဲဂိူးဆိုင်စရာကိုမလိုတာမန်တင်းနေလျက်ကမျက်နာလွှဲဖယ်ကမမြင်အောင်မကြားအောင်ပြုကျင့်တတ်လဲရနေခဲ့ပါပြီဒီမိန်းကလေးတွေကတော့တစိတ်လွန်လွန်းလာတယ် ငါအကြောင်းကိုမမဟုတ်မမှန်ပုံကြီးချက်ကားပြီးမပြီးနိုင်မစည်းနိုင်အတင်းတုတ်ကရေပွဲဖွဲ့နေကြပြန်တာတူးဝင်ဝန်းဆိုတာငါနဲ့အကိုကြီးကိုဆွတ်ဆွဲတမုတ်လိုက်တာပဲပြီးမမမော်တော့ကလည်းဘလို့အစင်လာရာဇဝင်ရှိခဲ့ကြောင်းညောင်မြင့်တူးကြအောင်တော့မှာငါရဲ့ဒေါသတငွေငွေနဲ့ဝင်းဝင်းတောက်အကြည့်တွေကိုခက်တင်တင်ပို့လွတ်နေမိတယ်။တကောင်ကသတိပြုမိသွားတော့မျက်နာတစ်ချက်ပြက်ကအချင်းချင်းလက်တို့ကခဏတော့ကိုရှိန်တက်သွားကြတယ်။ ဒါပေမဲ့ခဏနေကြတော့လဲဗလာစာအုပ်တုပ်ထဲမှာတလဲစီ စာတွေရေးပြီးငါစီကွက်ကြီးကွက်ကြီးလှုပ်လာကြအချင်းချင်းခိုးပြုံးနေကြပြန်ငါအသီးမခံနိုင်တော့ဘူးသူတို့စီခက်တီတီရှောက်သွားပြီးဗလာစာအုပ်ကို ဖြတ်ကနေဆွဲယူလိုက်တယ်ခိုးစားတဲ့တစ်တီဟာပိုချိုးတယ်ထောင်းကနေဒေါသကငယ်ထိတ်စောင့်တက်သွားတယ်အနည်းဆုံးတစ်ယောက်ရဲ့စုချီထားတဲ့သပင်ကိုနောက်ကကင်ကစောင့်ဆွဲပြီးမျက်နှာချင်းဆိုင်ကမိန်းမတွေရဲ့မျက်နှာစီပြန်တွန်းလွှတ်ပစ်လိုက်တယ် ရုံးသုံးကားပြိုလဲတွန်းလိုက်တဲ့ငိုကြီးအော်ဟစ်စူညံတန်တွေကြားမှာမျက်လုံးတွေပြပြဝေနေတယ်။တရှူးရှူးနှာမုတ်တန်ကြီးနဲ့ရင်ဘတ်တွေနှိမ်ကြီးမြင့်ကြီးဖိုးလိုက်လာတဲ့အထိဒေါသထွက်မိတော့တာ။ဘသူမှလာမစွဲနဲ့လူသက်ချင်တယ်။ဆရာတယောက်ရဲ့လက်ထဲမှာရက်ကန်ရက်ကန်ပါလာခဲ့ခြင်းအထိတကူလုံးနှက်ကြသလိုတစက်စက်တုံနေတော့။ကြောင်ကြီးရဲ့ရုံငယ်နဲ့ရောက်တော့လဲအုတ်ထင်းသူတွေကိုခေါ်ရပြန်တာပဲ။အကူကြီးဒါမှမဟုတ်မမမော်ပဲရောက်လာအောင်ပါပဲ။မုန်းလိုက်တာ။ ။ကျောင်းဆရာကြီးနဲ့ကျောင်းစည်းကမ်းထိန်းသိမ်းရေးကတော့မိန်းကလေးတွေမှုသာပထမဆုံးအကျိန်နဲ့နောက်ဆုံးအကျိန်ဖြစ်သတိပေးလိုက်တယ်တဲ့။ဝန်ခံလက်မှတ်ရေးထိုးခဲ့ရတယ်။နောက်တစ်ကျိန်ဆိုကျောင်းထုတ်ခံရနိုင်တယ်လို့ဆိုတယ်။ငါကတော့နောက်နေ့လဲကျောင်းမလာတော့ဘူးလို့ဆုံးဖြတ်ချက်ချပြီးနေပြီ။ခတ်တာကမမမော်ပဲ။ငါကျောင်းထွက်ချင်တဲ့ကိစ္စကသူ့အဖို့ကဘာပြတ်တော့မလို့ပဲ။မမမောင်ចောင်းကိုလှွတ်လဲငါကចောင်းမသွားပဲရောက်ရပေါက်ရရှောက်သွားနေရင် तू ဘာလုပ်မလဲကဲ မမမော်ကကိုသူရကိုအကူအညီတောင်းခဲ့တယ်တဲ့အဲ့ဒီနေ့ကစလို့ကိုသူရကငါအကြောင်းပို့ကြောင်းကြိုတာဝန်ယူရတော့တယ်အဲ့ဒီလောင်းရိပ်တွေကလွတ်မြောက်နိုင်မှုဆိုရင်ညီမလေးပညာတတ်အောင်သင်မဖြစ်မှာပေါ့ပညာတတ်မှသူတပွားကိုမှတ်မိကိုပဲကို့ဘာသာရက်တည်နိုင်မှာဒါပေမဲ့အဲ့ဒီအကြောင်းကိုတော့ပြန်ကုန်မသွားချင်တော့တာညီကြောက်တတ်သလားကြောက်တတ်တာပေါ့ဒါပေမဲ့ကြောက်စိတ်ကိုဝန်ခံရမှာပိုကြောက်တယ်နောက်ဆုံးတော့လေအကြောင်းကိုပြန်ရောက်ရပြန်တာပဲကိုသူရက ကို့အားနဲ့ကို့အားသာချက်ကိုရှာအဲ့ဒီအားသာချက်ကို တိုးတက်အောင်လုပ်ပြီးအားလုံးကိုအနိုင်ယူပစ်လိုက်တဲ့ကိုသူရပြောတော့လေဟုတ်တရားအောင်စိတ်ကူးယဉ်မိပြန်တာပဲပိုပြီးစိတ်ကူးယဉ်ကျင်စရာကောင်းလာတာကတော့ကိုသူရကညစဉ်ငါကို စာပြပေးမယ်လို့ဂတိပေးခဲ့တာပဲငါကတော့ကိုသူရစာတင်ချိန်ကိုသာမျှော်နေမိတာပဲစိတ်ဝင်စားစရာပြောစရာကောင်းလာတယ်လို့ထင်တယ်ဒါပေမဲ့ကိုသူရရဲ့စာတင်ချိန်ကပုံမှန်မဟုတ်တတ်ဘူး သူအားလက်ချင်းအစဉ်ပြေတဲ့အချိန်မှရောက်လာတတ်တာတခါတလေကိုသူရရောက်လာချိန်ဟာအကိုကြီးတို့မမမော်တို့အပြင်ထွက်ချိန်ဖြစ်နေတတ်ပြန်တာမမမော်ကငါ့အတွက်စိတ်ပူရှာတယ်ငါလည်းသတိထားပါတယ်ဒါပေမဲ့ကိုသူရကိုတော့အကိုကြီးထက်စာရင်ပို့လို့ယုံကြည်မိပြန်တယ်အကိုကြီးကတော့သူ့အလုတ်ပတ်ဝန်းကျင်မှာလဲတီတိုးတဲ့ရင်မှွေးလွင့်သူပဲစံဆက်ထဲကအလုတ်သမားလေးတွေကိုလည်းအလွတ်မပေးတတ်ဘူး ဆန်လေးတစ်စိတ်တစ်ခွဲလောက်သူ့အကူညီအပေကန်လေးမျှော်ကူးမိရင် နောက်ွယ်မှာသူ့ကျေးဇူးကိုဆက်လို့ပဲမကုံတော့ဘူး။ကြောင်ဖားကြီးလို့ကွယ်ရာပြောကြပေမဲ့အစီစားအသားမျိုးဖို့သူကြံလာရင်မငင်းဆန်သာပြန်မှုတဲ့။ကိုသူရကတော့စောင့်ဝင်နေရခက်ခဲကြက်တဲတာကြောင့်လည်းဖြစ်မယ်။အတိတရားလည်းနေကြတာကိုတဲ့။ကိုသူရကစာတင်တာနည်းနည်းကြားရည်လို့စကားတွေသာတွတ်တွတ်ပြောတတ်တာ။ကိုသူရကစကားပြောလဲကောင်းတယ်။အတန်ခက်အော်အော်ပေမဲ့ တိုးတိုးငိမ့်ငိမ့်လေးမို့တိတ်ပြီးနားထောင်လို့ကောင်းလာတာ NGO အဖွဲ့အစည်းတွေမှာကိုတို့အလုပ်ရတယ်ဆိုတာက မုံတိုင်းတန်တင်ဒေတာဖြစ်နေလို့ဒါလေဒီဒေတာကလူငယ်တွေအတွက်အလောက်အကင်ခွင့်လန်းတွေယာယီဖန်တီးပေးနိုင်ဖို့သူတို့မှာမူလကလေးကယူရချက်ရှိကြပြီးသားဒါပေမဲ့လက်တွေ့မှာကြတော့လုပ်ငန်းခွင်နဲ့တင့်တော်တဲ့တကယ်အရေးချင်းပြည့်မီတဲ့လူငယ်တွေကဒီဒေတာမှာရှားပါလာတယ်လို့သူတို့ညည်းကြတယ်အဲ့တော့ဒေတာခံလူငယ်တွေကို ဝင်ထမ်းခံထားအလုပ်ပေးခြင်းပေမဲ့တခြားမျိုးပြကလူငယ်ဝင်ထမ်းတွေကိုပဲမလွဲကင်းသာစွာခေါ်ယူခံထားရတော့တာပေါ့ကိုဒေတာကအသက်အိုးအိမ်စည်းစိမ်တွေရင်းနှီးဆုံးရှုံးခံထားရပေမဲ့အောက်ခြေဝင်ထမ်းနေရာလောက်မှာပဲပြေးလွှားပြရာခန့်နေကြရတာညှိတွေ့တယ်မဟုတ်လားဟောလုပ်ငန်းတချို့ဖြုတ်သိမ်းဝင်ထမ်းအင်အားလျှော့မယ်လဲဆိုရောဒေတာခံဝင်ထမ်းတွေပဲရှေ့ဆုံးကမြောက်တစ်ကိုင်လွတ်ကြရပြန်တာပဲ။ လိုအပ်တဲ့လုပ်ငန်းအတွေ့အကြုံဤပညာနဲ့ဘာသာစကားကျွမ်းကျင်မှုမှာဒေသခံလူငယ်တွေဟာကကြီးခါကိုအဆင့်လောက်သာရှိကြတာလေဝန်ထမ်းမင်းကလေးတချို့ဒင်နာမှာဘီယာမူဗီတိတ်ခါမဲကြတာအထက်ရာရှိခေါ်ရလိုက်ကြတာလဲကြားနေရတာပဲဝင်ငွေအသင့်တင်ရနိုင်တဲ့အလုပ်တစ်ခုရဖို့ရပြီးသားအလုပ်တစ်ခု နေရာမြဲဖို့တကယ်ကိုမလွယ်လှဘူးလေ ို့မိသားစုကလည်းနောက်လှည့်ကြည့်ရင်မပြည့်မစုံဒီနေ့ဝင်ငွေမရှိရင်ဒီနေ့ကြက်တဲတော့မယ့်အခြေအနေမှာဘသူမှအလုံးမပြုတ်ချင်ကြဘူးကိုရင်ချင်းနဲ့လည်းရှင်ဖို့မဖြစ်နိုင်တော့ကိုခန္ဓာချရင်းဖို့ဖြစ်လာလဲနှစ်ခါမစင်းစားရတော့ဘူးတကယ်ကတယောက်ချင်းစီရဲ့အတွေးခေါ်နဲ့ဉာဏ်ပညာပါပဲပညာဟာကောင်းသော ဆိုးသောလောကဒဏ်အလုံးကိုမတိမ်မဆောင်းမယိုင်မယွဲ့ပဲတောင့်တောင့်မမတ်ခံနိုင်မဲ့ကိုခန္ဓာအားကိုဖြစ်စေတယ်လေ နေ့စဉ်ဖြက်ရှောင်နေကြစာကြည့်တိုက်ဆိုတာလဲရောက်ဖူးဖို့ဝေးလို့သတိတရပင်စောင်းငယ်မကြည့်စဘူးလေကိုသူရခေါ်လို့သာရောက်ဖူးရပြန်တော့တယ်ဆ ्याम မကျူးစာအုပ်တွေဖတ်ဘူးလားဟီးကြားတော့ကြားဘူးတယ်စင်မော်ကနေစာအုပ်တအုပ်ကိုဆွဲယူလာပေးတယ်သူမင်းကိုဘယ်တော့မှတဲ့နမီလေးကတမျိုးပဲအဲ့ဒီထဲကဇက်လိုက်ကောင်မလေးကအင်းငိမ့်မေးတဲ့ညီအသက်ထက်နည်းနည်းတော့ကြီးမှာပေါ့ သူကအင်္ဂလိပ်စာအဓိကနဲ့ကျောင်းပီးထားတာနိုင်ငံသားပညာသင်ဆုရဖို့စူးစမ်းနေတော့ဒါပေမဲ့သူကကြွယ်ဘိုးကြွယ်ဝမိဘအတိုင်းဝိုင်းကလာတာမဟုတ်ဘူး6တန်းနဲ့မှကျောင်းထွက်ရဖို့တောင်ဖြစ်ခဲ့တာလေအဲ့ဒီရွယ်ကစပြီးကောင်မလေးဘလောက်ဖြတ်တန်းစူးစမ်းခဲ့ရသလဲဆိုတာဒီစာအုပ်မှာရေးထားတာတိတ်ကောင်းတယ်လူစင်းရတာထက်အတိညာဉ်နှိမ့်ချစင်းရတဲ့ဘဝတွေကပိုလို့တနာစရာ ကောင်းလာတာညီးသိလာပါလိမ့်မယ်ဖတ်ပြီးရင်ထက်ဆွေးနွေးကြမယ်လေပြီးတော့နောက်ထပ်ညီးကိုဖတ်စေခြင်းတဲ့စာအုပ်တွေထက်ရွေးပေးမယ် အဲညီးဖက်ချင်သေးရင်ပေါ့အဲ့ညကတထိုင်နဲ့ပြီးအောင်ဖတ်နိုင်ခဲ့တော့ငါခုံယူကျင်းနဲ့လို့ပေါ့ကလေးနာကလေးငကဖြုတ်ခိုးတဲ့မိန်းမနဲ့သူ့မိသားစုကိုတနာလိုက်တာ ပြောရင်းနဲ့တော့ငါမှမျက်ရည်ဝဲချင်တော့တိတ်တနာစရာကောင်းတာပေါ့ကိုတို့သူ့ကိုစာနာတနာနိုင်ကြပါတယ်ဒါပေမဲ့တရားဥပဒေကတော့မရှိလို့မသိလို့ဆိုပြီးခိုးဝက်လူရက်တာဥပဒေကိုချိုးဖောက်ကျူးလွန်တာကိုခွင့်လွှတ်ပေးလို့မရဘူးလေ။ အင်းငိမ့်မီကတော့ရေတခွန်နဲ့တူတယ်တဲ့ညီရောပါလဲမသိဘူးတွေးကြည့်လေဒါဆိုကုသူရကြတော့ရောကျုပ်လည်းတေချာတော့မသိဘူးရေလိုလူတော့ဖြစ်ချင်တယ်အေးမြတယ်ကြည်လင်တယ်ထဲတဲ့ခွက်ပေါ်လိုက်ပြီးပုံသဏ္ဍာန်ပြောင်းလဲတဲ့တော့ပုံသဏ္ဍာန်အတိအကျမရှိဘူးထင်ရတယ်ဒါပေမဲ့ဘဲခွက်မှာထဲထဲရေရဲ့ဂုံသက်တီကိုတော့အပြတ်မခံဘူးရေထဲကိုမာကြောတဲ့အရာဝိထုတစ်ခု ရောက်လာရင်ရေကနေရာဖယ်ပေးတယ်ပြီးမှဝိုင်းရံပြီးနစ်မြုပ်ပစ်လိုက်တာ ဟာကျုပ်ကမြည့်ရည်လိုဖြစ်ချင်တာကြည်လင်ညိမ့်ပြေတယ်ထင်ရပေမဲ့အင်အားရှိတယ်မရမနာစီစင်းတယ်နောက်ထပ်စာအုပ်တွေဖတ်ချင်သေးလားမေးလာတော့ငါချက်ချင်းခေါင်းငိမ့်ပြမိတယ်ကြဲကြွေတို့ရဲ့အတောင်မှန်နောက်တော့ကံကြမ္မာကိုမယုံကြည်ကြသူများအောက်ခြေတန်းတထောင်ဆိုတဲ့စာအုပ်ပါလေးလည်းဖတ်ရမယ်တဲ့နှစ်ဝက်ကျောင်းပိတ်ရရှည်ရင်တော့ပင်လယ်နဲ့တူသောမိမများဖတ်ရမယ်တဲ့ ပြီးတခြားစာရေးဆရာကြီးဆရာမကြီးတွေရဲ့စာအုပ်တွေလည်းဆင်တွေအနှက်လှည့်ပြနေပြန်တယ်။ဒီຫນွေចောင်းပည့်ရက်မှာညီအပြင်းထူမယ်မစင်းစားနဲ့။ငါကျင်းနဲ့ကျင်းနူးစွာ ပြုံးလဲနေမိပြန်တယ်။ ဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစီနော်။နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာဖီးကင်းကြပါစေ။